ဟယ်လိုမင်္ဂလာပါဒီဘက်စ်ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော်တို့ထုံးစံတိုင်းပဲ analysis ပေါ့နော်ဒီနေ့ Monday ဆိုတော့ Monday money market ကို analyze လုပ်မဲ့ episode ပေါ့နော်ဆိုတော့နောက်ဆုံး episode မှာကျွန်တော်တို့ပြောထားခဲ့တယ်လို့ပဲ crypto market ကအောက်ကိုကျခဲ့ပြီးတော့အခုပြန်ပြီးတော့ rebound ပေါ့နော်ပြန်ပြီးတော့ပြန်တက်လာတဲ့အဲဖြစ်စဉ်ကိုအရင်တစ်ပတ်မှာကျွန်တော်တို့တွေ့ခဲ့ရတယ်အဲ့ဒီရေတစ်ပတ်ရဲ့ပထမရှိတစ်ပတ်ပေါ့နော်ပြီးခဲ့တဲ့နှစ်ပတ်မှာစစ်ပွဲသတင်းတွေနေနဲ့ဒီ ဝေါ်ဝါ3ပေါ့နော်အတွက်ကိုဟိုဖြစ်နိုင်ခြင်းရှိရဲ့နျူကလ িয়ার ဝါဖြစ်နိုင်ခြင်းရှိရဲ့ဆိုတော့ rumor တွေကြောင့်အာ crypto market ကောဒီ stock market ကောအကုန်လုံးကျသွားပြီးတော့ရွှေဈေးကတက်လာခဲ့တာပေါ့နော်ဒါပေမဲ့အဲကျွန်တော်တို့ crypto market ကအခုတဖြည်းဖြည်းနဲ့ပို့ပြီးတော့ mature ဖြစ်လာတာကိုတွေ့ရတယ်ပို့ပြီးတော့ရင်းကျက်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဆိုလို့ရှိရင်ဒီစစ်ပွဲသတင်းတွေပါတွေအဲ့လိုတခုခုကြားလိုက်တာနဲ့ bitcoin လိုဟာမျိုးဆိုရင်တော်တော်လေးကျသွားတယ်အဲ့တော့ bitcoin တောင်မှ ကျွန်တော် percent အများကြီးပေါ့10% percent လောက်ချက်ချင်းကျနိုင်တာဖြစ်တဲ့ကြောင့်မို့လို့ကျန်တဲ့ odd coin တွေဟိုအထူးသဖြင့်အောက်က market cap သေးတဲ့ coin တွေဆိုလို့ရှိရင်တော်တော်များများဆန်းဆန်းအောင်ကျတာကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အခုကအဲအဲ့လိုမျိုးစစ်ပွဲတကယ်ထဖြစ်တဲ့အချိန်တွေမှာတော့ဒုံးကြီးပြစ်လိုက်တဲ့အချိန်တွေမှာတော့ကျွန်တော်တို့ဒီ BTC ကအဲ့လောက်ကြီးမအရင်မကြခဲ့ဘူးပေါ့နော်ကျွန်တော်တို့ Berry Tap လုပ်ခဲ့လဲဆိုလို့ရှင်တသိန်းရအောက်မှာရှိတဲ့9800ကိုတတိရာကိုတွေ့ရတယ်ပေါ့နော် ပြီးတော့ကျွန်တော်ပြန်ပြီးတော့ recover ဖြစ်သွားပြီးတော့စစ်ပွဲပြီးသွားပြီဆိုပြီးတော့ Trump အာ social media မှာတင်လိုက်တဲ့အချိန်ကနေစပြီးပြန်တက်လာခဲ့တာဗောနော် Bitcoin ပြီးခဲ့တဲ့ week တစ်ခုလုံးမှာတသိန်းနဲ့မှကျွန်တော်တို့8000အထိကိုပြန်တက်နိုင်ခဲ့တယ်ဗောနော်ဆိုတော့နောက်ဆုံး order high ကဒီတသိန်း1000ကျော်ကျော်လောက်မှာရှိတာဖြစ်တဲ့ကြောင့်မို့လို့ order high စီကိုတော့ Bitcoin ကပြန်မရောက်လာသေးဘူးဒါပေမဲ့အောက်ကနေအပေါ်ပြန်ပြီးတော့ကန်တက်လာတဲ့ pattern ကိုတွေ့ရတယ်ဗောနော်ဆိုတော့ဒါတင် ဘဲလားပေါ့နော်သူဒီ bitcoin တခုဘဲလားဆိုတော့မဟုတ်ဘူးကြံတဲ့ကောင်တွေရောဥမာ total ကျွန်တော်တို့အမြင်နဲ့ကြည့်နေကြ total market cap ဒါ crypto လောကရဲ့မရှိမြန်ပတ်စံအားလုံးပေါ့နော်ဆိုတော့ total market cap လည်းကျသွားခဲ့တယ်အဲစပွဲဖြစ်တော့ဒါပြောရလို့ရှိရင် crypto လောကရဲ့ပတ်စံတွေကိုနည်းနည်းထုတ်လိုက်တယ်ပေါ့နော်ဒါပေမဲ့စပွဲပြီးသွားပြီဆိုတော့ပြန်ထည့်ကြတယ် total market cap ပြန်တက်လာတယ်သူရဲ့ဒီ bitcoin ရဲ့ chat နဲ့ total market cap ရဲ့ chat နောက်ဆုံး2 weeks ကအတူတူဖြစ်နေတာကိုတွေ့လိမ့်မယ်။ကြက်တဲ့ကောင်တွေလည်းအလိုပဲ total 2 to 3ပေါ့နော်အဲ့မှာကျွန်တော်တို့တခုထူကြတာက BTC dominance ကိုကြည့်မယ်ဆိုလို့ရှိရင်နည်းနည်းလေးပြန်ကျသွားတာကိုတွေ့ရတယ်ပြီးခဲ့တဲ့ week အတွင်းမှာဆိုတော့အတိတ်ပဲရပါလဲဆိုလို့ရှိရင် BTC dominance ကဒါ BTC Bitcoin ကကျန်တဲ့ crypto တွေပေါ်မှာဘလောက်ထိအာ crypto locker ကြီးပေါ့နော် block percentage ကိုကိုသားပြုတ်နေလဲဆိုတာကိုပြောတာဖြစ်တယ်ဆိုတော့ BTC dominance တက်လာခြင်းဒီလူတွေက BTC ကိုပဲပိုယုံလာတယ်။ altcoin တွေကိုတိတ်ပြီးမမယုံဘူး။ investment မလုပ်ဘူး။ bitcoin မှာပဲပိုထည့်တယ်ဆိုတာကိုပြတာပေါ့နော်။ဆိုတော့အခု bitcoin ကအဲ့ဒါကိုပြီးခဲ့တဲ့ကျွန်တော်တို့ဒီစစ်ပွဲကာလမှာ BTC dominance ကထိုးတက်သွားခဲ့တယ်။စစ်ပွဲပြီးတဲ့အချိန် week မှာကျတော့ BTC dominance ကပြန်ကျသွားခဲ့တယ်။ဒါဒါကိုဘာလို့ပြလဲဆိုလို့ရှိရင် crypto ထဲမှာကျန်တဲ့ coin ကိုလူတွေတိတ်မယုံကြသေးဘူး။ bitcoin ကတော့ဟိုဒီ investor တွေရဲ့ trust ကိုတော်တော်လေးရနေပြီလို့ကျွန်တော်တို့ဆိုလိုတာဖြစ်တယ်။ဟုတ်လဲဆိုတော့စစ်ပွဲဖြစ်တဲ့အခါမှာကြောက်လန့်ပြီးတော့ထုတ်တဲ့လူတွေထုတ်တယ်။မထုတ်တဲ့သူတွေကပြစ်ကွက်ပြောင်းလိုက်ကြတယ်။အဲဒါကြောင့်မလို့ BTC dominance တက်လာတာ။အခုစစ်ပွဲပြီးသွားတဲ့အချိန်ပြီးပြီပေါ့နော်။နည်းနည်းဆေးဖြစ်သွားပြီဆိုတဲ့အချိန်မှာကျန်တဲ့အအပြင်ုံထွက်သွားတဲ့ပုစံနေလေ crypto locker တွေကိုပြန်ဝင်လာသလိုဘစ်ကွင်ကိုပြောင်းထားခဲ့တဲ့ဆေးဖြစ်ဆေးဖြစ်ဆုံးဖြစ်တဲ့ပေါ့နော်ကျွန်တော်ဘစ်ကွင်ကိုပြောင်းထားခဲ့တဲ့ပုစံတွေကိုလေတခြား crypto တွေကိုပြန်ပြောင်းတာ တွေ့ရတယ်အဲ့ဒါကြောင့်မလို့ဒီမှာ BTC dominance ကဒီ week မှာကျတော့တာဖြစ်တယ်เนาะအဲ့တော့ဘာလို့ကြည့်လိုက်လို့ရှိရင် total market cap ကတက်လာနေပြီးတော့ BTC dominance ကကျသွားတာဆိုတော့ဒီခုနကကျွန်တော်ပြောတဲ့ scenario ပဲရှိမယ်เนาะအဲ့တော့ဒါကြည့်ရင်အပြင် Bitcoin ပေါ်မှာ investor တွေရဲ့ trust ကတော်တော်မြင့်လာတာကိုတွေ့ရတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင် Bitcoin ဒီဟိုးတော့ကျတယ်မျိုး percentage အများကြီးခွေးကြွက်ဝက်ကြကျဖို့နည်းနည်းခက်သွားပြီအဲ့တော့ အခုဒီမှာဆိုရင်2021တုန်းကထိတ်ဆုံးဝင်သူရောက်တဲ့အချိန်မှာကျွန်တော်အားလုံးသိတယ်အဲကျွန်တော်တို့ဒီ6500ပေါ့နော်6500လောက်ဒီကိုရောက်တယ်ပြီးတော့ကျသွားတယ်ကျသွားပြီးတော့ကျွန်တော်တို့ဒီမှာနောက်ထပ် order hand တစ်ခုထပ်ဖြစ်တယ်ကျွန်တော်6900ရောက်သွားတယ်ရောက်သွားပြီးတဲ့အချိန်မှာပြန်ကျတဲ့အချိန်မှာသူကျခဲ့တဲ့ percentage ကတော်တော်လေးကိုများများတာကိုတွေ့ရတယ်နော်ဒီပါဆိုရင် ဒီအောက်ကနေပြီးတော့ဒီထားပါတော့ကျွန်တော်ဟိုအောက်3900ကနေပြီးတော့ဒီအထိကိုဆွဲတင်လိုက်တယ်ဆိုလို့ရှိရင်ဒါကျွန်တော်0.5 level ကအလေပါရှိနေတယ်အဲ့တော့ဒီထိပ်အထိရောက်ယူတော့ရဲ့အချိန်မှာ0.5အထိပြန်ကြခဲ့တယ်နော်0.5ဖြစ်တဲ့3400အထိပြန်ကြခဲ့ပြီးလဲပြီးတော့ချက်ချင်းပြတ်တက်သွားပြီးတော့ကျွန်တော်တို့ချက်ချင်းဆိုတာဒါဒီကြားထဲမှာ2021ဟောလောက်ကြာတယ်ပေါ့နော်6လလောက်ကြာပဲနော်အဲ့ဒီတွင်မှာတက်သွားပြီးတော့နောက်ထပ် order high တစ်ခုဖြစ်တဲ့6900အထိကိုသူရောက်သွားတယ် ောက်သွားပြီးတော့တစ်ခေါက်ပြန်ကြတဲ့အချိန်လေးကြာတော့ဒီ0.5 level မှာမထိနိုင်တော့ဘဲနဲ့ဟိုးအောက်ပေါ့နော်ဒီ0.718ကအောက်ဒီ1000ခွဲ16000အထိကိုပြန်ရောက်လာခဲ့တာပေါ့16000နော်အဲ့ဒီပြန်ရောက်လာခဲ့တာဒါအဲ့ scenario ကလည်း2021တုန်းကဖြစ်ခဲ့အဲ့တော့အဲ့2021မှာ peak ကိုရောက်ပြီးတဲ့အချိန်မှာ2000ကျွန်တော်တို့ဒါဘယ်လောက်လဲအဲ2022နှစ်နှစ်ကုန်ပိုင်းမှာပြန်ပြုတ်ကြတော့ပြီဟိုးအောက်ကြီးရောက်သွားတယ်โอเค အဲအဲ့ဒီ scenario ကကျွန်တော်အနေနဲ့ပြောရရင်တော့ဒီ2025မှာမဖြစ်နိုင်တော့ဘူးလို့ထင်တယ်။အဲ့လဲဆိုတော့ခုနကကျွန်တော်ပြောတဲ့ Bitcoin က Trust ကပုံများလာ။အဲ့တော့ဖြစ်နိုင်ကြီးအရှိဆုံးပေါ့နော်။ကျွန်တော်တို့ဒီတိုင်းပဲတက်တယ်တစ်ခေါက်အလဲကိုပြန်ကြရတယ်။ပြီးတော့နောက်တစ်ခေါက်ပြန်တက်တယ်ဒီ double top ဖြစ်တယ်။ပြီးတော့ပြန်ကျသွားတယ်။အဲ့လိုမျိုးအခြေအနေမျိုးမှာကျွန်တော်တို့အဲနောက်ဆုံးပေါ့နော်ဖြစ်နိုင်ကြီးအရှိဆုံးက0.5 level လောက်ပဲ။ အဲ့ကြောင့်ကျွန်တော်ဒီမှာ marker တွေပေးထားပြီးတော့ဒီအလက်တွေပေးထားတာအဲ့တော့5 0.5က8000မှာရှိတယ်အဲ့တော့ကျွန်တော်အခုဒီမှာအာ9နေရာပေါ့နော်9နေရာမှာကျွန်တော်အလက်ပေးထားတယ်အဲ့9900တစ်ချက်ပေးထားတယ်ဘာလို့လဲဆိုတော့တသိန်းအောက်ကိုစကြလာပြီဆိုတော့ကျွန်တော်တို့တိဖို့လိုရတဲ့အတွက်ကြောင့်မဟုတ်ဘူးပြီးရင်ကျွန်တော်တို့9000ခွဲ9000ပြီးရင်8000ခွဲ8000 ဒီ level တွေမှာကျွန်တော်အလက်တွေပေးရတယ်အဲ့ဒီနေရာတွေမှာဘာတွေရှိလဲဆိုလို့ရှိရင်ကျွန်တော်ရနောက်ထပ်ဘာရင် order တွေရှိတယ်ဆိုဒီနေရာတွေမှာပြန်ပြီးတော့ဝယ်ဖို့ကျွန်တော်အာ order တင်ထားပြီးသားတွေဖြစ်နေပြီပေါ့နော်ဆိုတော့ order ၄ခုတင်ထားပြီးသားတွေထိတ်မှာနည်းနည်းလေးတစ်ခုတင်ထားဆိုတော့ order ၅ခုရှိတယ်ပေါ့ဆိုတော့အဲ့ဒီ၅ခုကိုကျွန်တော်ပြန်ပြီးတော့ဖမ်းဖို့ကျွန်တော်ပြန်ပြန်ပြန်စဉ်းစားမှာပေါ့နော် Bitcoin ဒီကျွန်တော်အမြင်ပြောပြောရမယ်ဒီ explode မဖြစ်ခင်ဒီတသိန်းတသောင်းဖောက်ပြီးမတက်ခင်မှာဒီအောက်မှာရှိတဲ့တချို့ဇုံတွေမှာ ခဏပြန်လာပြီးတော့နားနိုင်ကြီးရှိတယ်အဲ့တော့0.5အထိပြန်ရောက်ပါမယ်လို့တော့ကျွန်တော်တို့အာမခံလို့မရတော့ဘူးဆိုတော့ရှစ်တောင်းဖြစ်တဲ့တကြောင်မဟုတ်ဘူးပေါ့နော်ရှစ်တောင်းအထိရောက်လို့ရှိရင်ဒါတော်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 ကျသွားပြီဒါပေမဲ့အဲဘောတော့ဖြစ်နိုင်ကြီးရှိတာဒီအလဲအလဲ level 9000 9000ခွဲတွေကတော့ဖြစ်နိုင်ကြီးရှိသေးတယ်ဘာလို့လဲဆိုတော့စဉ်းစားကြည့်လို့ရှိရင်လူတွေကဈေးဝယ်တဲ့အခါမှာဈေးပေါ့ပေါ့နဲ့ဝယ်ကျင်တယ်ဈေးကြီးကြီးနဲ့ရောင်းကျင်တယ်ဒါပုံမှန်ပဲအခုချိန်မှာဈေးကြီးနေရလို့ယူဆတဲ့ asset တစ်ခုဆိုရင် မဝယ်သေးဘူးဈေးနည်းနည်းကြာမှစောင့်ပြီးတော့ဝယ်မယ်ဆိုတဲ့အမျိုးရှိတယ်နော်ဆိုတော့အာအတင်းကရောစုတ်ဝယ်နေတဲ့သူတွေကလွှင့်ရင်ပေါ့လေကျွန်တော်တို့ဈေးမကြည့်ပဲနဲ့ငါကင်မဲကင်ထားမှာငါနောက်၁၀နှစ်ကင်ထားမယ်ဆိုရင်ပတ်စံရှိတဲ့လူတွေကလွှင့်ရင်ကျန်တဲ့လူတွေတော်တော်များများကျတော့ဈေးတန်းကောင်းမှဝယ်လို့ရမှာပေါ့နော်ဆိုတော့အဲ့အတွက်ဒီအောက်ဒီမှာပြန်ဝယ်ဖို့ကျွန်တော်တို့စဉ်းစားကြမယ့်ပုံစံရှိတယ်။အဲ့တော့ one last time တော့ tap လုပ်နိုင်တယ်လို့ထင်တယ်။ Okay ။အဲ့ဒါဒီကျွန်တော်တို့ရဲ့အမြင်ပေါ့နော်။အဲ့တော့ အဲငလော့စ်အီတာရီယန်ကတော့ထုံးစံတိုင်းပဲကြာတော့ဆွကြရတယ်တက်တော့ဟိုတိုက်နေတဲ့0.5 2000 2800ဇီယိုတော့မရောက်နိုင်တော့တဲ့အခြေအနေပါရှိတယ်အီတာရီယန်ဈေးဘယ်တော့တက်မလဲဆိုလို့ရှိရင်ကျွန်တော်တို့လည်းမပြောရတော့ဘူးခင်ဗျားဆိုပြီးဖြစ်နေเนาะဘာလို့လဲဆိုတော့ तू ကပြောရလို့ရှိရင် stable coin နီးနီးဖြစ်လာအီတာရီယန်အဲ့နာမှာပဲ stable ဖြစ်နေလို့เนาะပြီး BNB BNB ကတော့ကျွန်တော်တို့ Bitcoin အတိုင်းကိုလှုပ်ရှားပါတယ် အောက်ကြရဲကြာတော့ကလည်းတူတူပြန်တက်တော့လည်းတူ recover တော်တော်ဖြစ်နေ Bitcoin ကြာလောက်တိကြာခဲ့တဲ့ percentage လောက်ကိုပဲသူပြန်ကြပြီးပြန်တက်သွားတာဆိုတော့ BNB ကတော့ခြင်လို့ရတယ်လောလောဆယ်ကျွန်တော်ကတော့မဝယ်ထားဘူးအောက်မှာဝယ်ထားခဲ့တဲ့ coin တွေနဲ့ပဲအပေါ်မှာကျွန်တော်တို့ airdrop ကောက်တာတွေပါပြီးလောက်နေတာပေါ့နော်အဲ့တော့ဘယ်နှလုံးမှာပြန်ဝယ်မလဲဆိုလို့ရှိရင်600နားကတ်လာပြီဒီမှာကျွန်တော်အလက်ပေးထားတယ်969မနက်ကတည်းကဒါ600ပေါ့နော်600အောက်ကိုစင်းနေဆိုရင်ကျွန်တော်တို့ BNB ကိုအဝယ်ကြည့်လို့ရနိုင်တယ်နော်ဒါ BNB ဆိုလာနာကကျတော့ကျွန်တော်တို့အာသူလည်းဖေးလိုက်သွားနေတော့မယ်ပေါ့နော်ဆိုလာနာကသူကအဓိကဇုံနေရှိတယ်ဟိုက120ပေါ့120နားကတ်လာရင်ကျွန်တော်ဝယ်လို့ရတယ်ဟိုနေ့ကကျွန်တော်ဟို training ကတယောက်ကမေးတယ်ဒီနားမှာဝယ်လို့ရလားဆိုတော့ဝယ်လို့ရတယ်ကျွန်တော်တို့ပြောတယ်ဝယ်လို့ရတယ်0.5အောက်မှာလည်းရှိနေတယ်ပြီးရင်ကျွန်တော်တို့ဈေးဒီဘာကြာက recover ပြန်ဖြစ်မယ်ပြောလို့ရတယ်အဲ့တော့ဒီနားဒီမှာကျွန်တော်တို့ကရောက်ရင်ကျွန်တော်တို့ကဝယ်လို့ရတဲ့အထက်မှာပါတယ်ဆိုလာနာကပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့အဝယ်ဆိုရင်ကျွန်တော် ိုလာနာတစ်ခုရှိမယ်။ Italian ကတော့ကြိုက်တဲ့လူကတော့ဝယ်ပေါ့ကျွန်တော်ကတော့အဲ့လောက်ကြီးတော့မကြိုက်ဘူး။ဒါပေမဲ့တို့လည်း DeFi ဒီ Smart Contract ဘရင်အနေနဲ့နည်းနည်းတော့ဝယ်ထားတာရှိတယ်။ Bitcoin ရောဒီလိုမျိုးနေရာမျိုးတွေမှာဝယ်ဖို့ကျွန်တော်ခဏစောင့်နေတယ်။ BNB လည်းအဲ့လိုပဲ600အောက်ကိုကြာတာကိုစောင့်နေရပေါ့နော်။ဆိုတော့ဒါကတော့ဒီဒီဘက်ကျွန်တော်ရဲ့ plan လေးပေါ့နိ။နော်။အဲ့တော့အာအခုကျွန်တော်ပြောခဲ့မြင်အကောင်လုံးကဒါ financial advice မဟုတ်ပါဘူးကျွန်တော်တို့ education နဲ့ purpose အနေနဲ့ပဲအဲတုံးနေပါတယ် ခရစ်တိုလောကပတ်စံအကုန်လုံးဆုံးဆွမ်းနေတာဖြစ်တဲ့ကြောင့်မလို့ကိုဆုံးရှုံးခံရတဲ့ငွေပမာဏကိုပဲ invest လုပ်ကြဖို့တိုက်တွန်းပြရစီ so binance account လိုဝက်ခဲ့ရဆိုလို့ရှိရင်เนาะကျွန်တော် description မှာပေးထားတဲ့ link အနေနဲ့ဖွင့်မယ်ဆိုလို့ရှိရင်အာ lifetime ပေါ့เนาะ10% trading fees discount ရမှာဖြစ်ပါတယ် referral code လေးကျွန်တော်ပေးထားပါတယ်အဲ့ referral code လေးထည့်ပေးလို့ရပါတယ်เนาะကျွန်တော်ဒီကနေ trade မယ်ဆိုလို့ရှိရင်เนาะအဲ့လိုမျိုးဒီ discount ရရပါတယ်ပေါ့เนาะအာရှိမယ်ပြီးရင်ကျွန်တော်တို့ဒီ binance နဲ့ direct အဲစကားပြောထားတဲ့ပြောနေတဲ့ KOL တွေဖြစ်တဲ့အကြောင်းမလို့အခုခုဆိုလို့ရှိရင်နည်းနည်းလေးပို့ပြီးတော့မှအာကျွန်တော်တို့ဟိုကြည့်ပြီးတော့ရနိုင်ညီရှိမယ်ပေါ့နော်ဆိုတော့အားကြောင့်မလို့ကျွန်တော်တို့ link ကနေပြီးတော့ပဲအကောင့်ဖွင့်ပြီးတော့ trade ဖို့ပေါ့နော်ဒါလေးတောက်ဆိုပြရလိမ့်မြတ်အာဒီဒီပြောင်းကြည့်ပြည့်ကြည့်များကြီးတင်ပါတယ်ဝင်ဝင်နဲ့နေလေးဖြစ်ပါသေး